ော်ဒီဗီဒီယိုလေးမှာတော့ဒီနေ့အော်တိုဘာလာတလတာဈေးပိမဲ့ကပ္ပရွှေဈေးကွက်ရပါတော့။တနည်းအားဖြင့်တပတ်တာဈေးပိမဲ့နေ့လို့လည်းပြောလို့ရတယ်။အော်တိုဘာလာ33ရက်နေ့တည့်ရတာအတွက်ဖြစ်ပျက်လာခြင်းရှိတဲ့ကပ္ပရွှေဈေးကွက်အနေထားကိုတုံးသက်ပြောကြားပေးသွားမှာဖြစ်ပါတယ်။ ျွန်တော်ဒီနေ့မနက်ပေါ့ဒီနေ့တလတာဈေးပိတ်မှာအော်တိုဘားတလတာဈေးပိတ်မှာကျွန်တော်တို့အော်တိုဘား31ရက်နေ့မနက်မှာဆိုရင်ကမ္ဘာရွှေဈေးကကျွန်တော်တို့4023ဈေးထဲမှာဈေးဖွင့်လာခဲ့လေလက်ရှိချိန်ဒီအမြင့်ဆုံးအနေနဲ့ပေါ့နော်4046ဒီတက်ခဲ့တယ်အနိုင်ဆုံးအနေနဲ့ကျွန်တော်တို့ခုနကတော့ပေါ့နော်3961ဈေးတန်းဒီဈေးကျခဲ့ပြီးတော့လက်ရှိမှာ4023ဈေးထဲမှာဈေးပြည့်နေတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီနေ့ကမ္ဘာရွှေဈေးကတလတာဈေးပိတ်မှာနေ့မှာဒီနေ့ကမ္ဘာရွှေဈေးကမနီးကလိုမျိုးဈေးအတက်အားတောက်လျှောက်ဆက်အကောင်မလား ်ပြီးခဲ့တဲ့ဗောနော်ပြီးခဲ့တဲ့ရက်တွေတော့လို့ဈေးအကြပဲပြန်သွားမလားဆိုတာကိုတော့ကျွန်တော်ကဘာရွှေရဲ့ဈေးအတကြချက်ကိုကြည့်ပြီးတော့ကျွန်တော်တို့သုံးသက်ကြည့်လိုက်အောင်ဗောနော်မနေ့ကဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဈေးအတက်တုံခက်ကြီးကြီးတုံးကိုကျွန်တော်မြင်ရပါလိမ့်မယ်အကျွန်တော်လည်းတောင်းလျှောက်လည်းပြောခဲ့တယ်ဗောနော်အဈေးအတက်တုံခက်ကြီးကြီးတုံးပြီးပြီဆိုရင်ကျွန်တော်တို့ဝယ်လို့ရတယ်ဒါပြင်မဲ့မနေ့ကပြီးခဲ့တယ်ဆိုတာကကျွန်တော်ဒီနေ့ကတလတာဈေးပိမ့်မယ်နေဖြစ်ပါတယ် ဒီနေရာမှာဒီဟာလေးကိုကျွန်တော်တို့တခုတတိထားမှာကဒီလိုဈေးအသက်သုံးနဲ့ပြီးသွားတာကကျွန်တော်တို့ကမ္ဘာရွှေအဝယ်သမားတွေပေါ့နော်ဈေးကြတိုင်းလိုက်ဝယ်နေတဲ့အဝယ်သမားတွေကိုဆွဲဆောင်မဲ့ထောင်ချောက်တခုမြန်လာအဲ့ဟာလေးကိုကျွန်တော်စဉ်းစားဖို့လိုအပ်တယ်ဒီမှာတော့ဆိုရင်လည်းကျွန်တော်တို့ကဗျာဈေးအသက်သုံးအောင်ဆိုလဲဒီမှာကြည့်လိုက်ကြဈေးအကြတော့ဒါဒါတော့ဒီလောက်တော့မကြီးပြင်မယ်ဗျာဒါလည်းဈေးအကြတော့နည်းနည်းကြီးရလို့ပြောလို့ရတယ်ဒီနေသားမှာဆိုရင်လည်းကျွန်တော်တချို့တော့သူတွေပေါ့နော်ကျွန်တော်တို့တချို့တော့ trader များတချို့တော့သူတွေဆိုတာ trader များဆိုတာဒီမှာဆိုရင်ကျွန်တော်ရောင်းကြတယ် ရောင်းကြတဲ့ခါမှာဈေးရကျလာလို့မရဘူးမကျဘဲနဲ့နောက်ရက်မှာဆက်တက်သွားတယ်ခင်ဗျဒါအသက်သုံးပါဘောနော်ဒီမှာဈေးအကြတုံးခက်ကြီးကြီးတုံးပြီးရနေထားမှာကျွန်တော်ဈေးမကျဘဲနဲ့ဆက်တက်သွားတဲ့အနေထားမျိုးတွေဖြစ်သွားတယ်ဟုတ်ပြီအဲ့အပြတ်ကမနေ့ကကျွန်တော်ဈေးအသက်သုံးရလဲဒီလိုမျိုးကျွန်တော်တို့ထောင်ချောင်မျိုးဖြစ်နေမလားကျွန်တော်တို့ဟိုဝယ်ဖို့တက်ဆွဲဆောင်ပေါ့အမလေးကကြားပြကျွန်တော်ဈေးအသက်သုံးနဲ့ပြီးတယ်ဒီနေ့မှကျွန်တော်ဈေးကြတိုင်းဝယ်ဈေးကြတိုင်းဝယ်ဆိုပြီးတော့ကျွန်တော်တို့ဒီနေ့တည့်ရတာမှာဈေးထိုးကြသွားတာမျိုးမဖြစ်နိုင်ဘူးလားဒါကျွန်တော်စဉ်းစားရမယ့်အချက်လေးပေါ့နော်ပြီးတော့ ကျွန်တော်တို့မနီးကတရက်တာအပိတ်စီရဈေးအတက်အကောင်းကောင်းနဲ့ပိတ်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့ဘဒဝုနေကအမြင့်ဆုံးဈေးအထက်မှာပိတ်နိုင်ခြင်းမရှိဘူးဗျဘဒဝုနေကအမြင့်ဆုံးဈေးက4030တကယ်လို့ဒါမနီးကတရက်တာအပိတ်စီရ4030အထက်လောက်မှာပိတ်သွားခဲ့ရင်တော့ကျွန်တော်ဒီနေ့မှာအာအဝယ်ဘက်ကိုကျွန်တော်စဉ်းစားမိလိမ့်မယ်ခင်ဗျဘာလို့လဲမိမယ်ဆိုရင်ကျွန်တော်တို့အဲ့လိုအဲ့လိုပိတ်သွားရဆိုရင်တော့ကျွန်တော်ဒီနေ့ကြာတိုင်းလိုက်ဝယ်မှာဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီလိုဈေးအတက်တုံခက်ကြီးတုံးက အင်ကားတို့ဗိုလ်တပုနေ့တို့တော့ပြီးခဲ့တယ်ဆိုရင်ပေါ့ဒီလိုမျိုးပြီးခဲ့တယ်ဆိုရင်ကျွန်တော်တို့ကအာမနေ့ရစပြီးကျွန်တော်လိုက်ဝယ်မှာပေါ့နော်ဒါပေမဲ့တလတာဈေးပိတ်ခန့်ပြီးပေါ့တရက်အလိုမှမနေ့ရမှကျွန်တော်ဒီလိုပိတ်သွားတာဖြစ်တဲ့ခါမှာကျွန်တော်အမြင်ရတော့ဒါအဝယ်သမားတွေကိုကျွန်တော်တို့ဆွဲဆောင်ဖို့ထောင်ချောင်းတစ်ခုဖြစ်နိုင်တယ်လို့ကျွန်တော်ရဲ့အမြင်အရသုံးသပ်ထားပါတယ်ကျွန်တော်အမြင်အရလည်းမှားနိုင်တယ်เนาะဒါကျွန်တော်ဖြစ်နိုင်တဲ့အလားအလာကိုကျွန်တော်သုံးသပ်ကြည့်တာဘာလို့လဲမလဲဆိုတော့တလတာဈေးပိတ်မဲ့နေ့တွေက ဒီလိုစံချင်းတင်ဈေးတက်နေတဲ့ကာလတွေမှာဆိုတလတာဈေးပိမဲ့နေ့ကကမောက်ကမဖြစ်လိမ့်ရှိပါတယ်ဒီနေ့ထားမှာမနေ့ရက်တရက်တာမှာဈေးတက်တော့ရင်ပြီးသွားတဲ့ခါမှာဒီနေ့မှာသူတို့တောင်းတန်းထရိုက်တာလောက်ကတော့ကြာတိုင်းဝယ်ဖို့အတန်နေကြလိမ့်မယ်ခင်ဗျအဲ့ဒီအချိန်မှာဗျာကျွန်တော်တလတာဈေးပိမဲ့ဒီနေ့မှာကျွန်တော်ဈေးကအောက်ပြန်ကျသွားတာမျိုးမဖြစ်နိုင်ဘူးလားတက်ချင်တက်ချင်နောက်ဘက်မှာဆက်တက်တာမှုန်လေဗျာနိုဝင်ဘာလာလိုက်ဗျာဒုတိယဘက်တတိယဘက်ဒီမှာပြန်တက်ရတာပဲဘယ်တော့ ဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီနေ့မှာကျွန်တော်ကတော့ဈေးပြန်အကြောင်းမှန်းထားပါဗါးစည်းပြန်ကြမှန်းထားတာပြတဲ့ခါမှာကျွန်တော်တို့ဒီနေ့ကပ္ပချွေစီကိုဈေးတက်တိုင်းအမြင်ဈေးမှာကျွန်တော်အယောင်ကြိုက်ပါတယ်။ဟုတ်ပြီအဲ့ဈေးအကြောက်ဘယ်လောက်တက်ကတိမှန်းထားလဲ။ဈေးကြောက်ကိုကျွန်တော်မနေ့တော်ကဈေးကွက်မနေ့တော်ကရောဈေးစာဖွင့်တယ်ပေါ့နော်ကျွန်တော်တို့အာကျွန်တော်တို့ sorry မနေ့တော်ဈေးစာဖွင့်တယ်ကျွန်တော်3930နာတိကျွန်တော်ဈေးအကြအနည်းဆုံးမှန်းထားတယ်ကျွန်တော်အမြင်ရပါတော့နော်။ အာ3930 3900ခုမအဲဝင်ကျင်ပေါ့နော်အဲဝင်ကျင်ဒီကျွန်တော်အနည်းဆုံးဈေးအကျမှန်းထားတယ်အများဆုံးအနေနဲ့ကကြာကျွန်တော်ဒီမှာကျွန်တော်တလတာ time frame နဲ့ကျွန်တော်ကြည့်လိုက်မယ်နော်တလတာတလတာအချိန်နဲ့ကျွန်တော်ကြည့်လိုက်မယ်ဒီအတုံးလေးတုံးကတလတာကုစားပြုတဲ့ဟာနဲ့ကြည့်မယ်ဆိုရင်ဒီလတလတာအဖွင့်ဈေးကဘယ်နှမှာဖွင့်ခဲ့လဲမြင်မယ်ဆိုရင်385ခုနဲ့3850ပေါ့3860နာဝင်ကျင်ပေါ့နော်အများဆုံးဈေးကျနိုင်ကျော်ကျွန်တော်3860 3850လို့ကျွန်တော်မှန်းထားတယ်ခင်ဗျ အဲ့အကြောင်းကျွန်တော်ဒီနေ့ကမ္ဘာရွှေရတော့ကျွန်တော်အယောင်ကြိုက်ပါဟုတ်ပြီအယောင်ကြိုက်တဲ့ခါမှာကျွန်တော်တို့ကဘယ်ဇီးရန်နေမှာကျွန်တော်ရောင်းတင်လဲဒါမေးဘယ်ဇီးရန်မှာရောင်းတင်လဲဆိုတော့ကျွန်တော်အချိန်တနာရဲ့အတိုင်းအတာနဲ့ကျွန်တော်တွားကြည့်လိုက်မနက်၃နာရီဆိုရင်ကျွန်တော်မနက်၆နာရီပေါ့ကျွန်တော်တို့ထိုင်းစနော်နေနေဆိုရင်မနက်9နာရီပေါ့နော်ကျွန်တော်ဗမာစနော်နေဆိုညမနက်6နာရီခွဲလောက်တော့ဆိုရင်ကျွန်တော်ဒီ55ဝန်းကျင်မှာကျွန်တော်ရောင်းဖို့လုပ်သေးတယ် ဒါမှဈေးက45 45ကိုပြန်မရောက်တော့မထိုးကြတော့ပါဘောကျွန်တော်မမီလိုက်ဘူးအဲ့တော့ဆိုရင်လေ45မှာမမီတော့ကျွန်တော်မနေ့တော့ဈေးမြင့်မြင့်မှာရတော့မှာပေါ့နော်ဒါပေမဲ့လည်းမမီလိုက်ပဲနဲ့ဈေးကတောက်လျှောက်ထိုးကြတော့တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ကကိုကရောင်းမယ်ဆိုရင်တော့ risk များများယူရရင်လက်ရှိရောက်နေတဲ့4000ဈေးတန်းနာကြတဲ့စရောင်းလို့ရတယ်ဗျ၄တောင်ဈေးတန်းမှာစရောင်းပါအရှုံးပိုင်းဈေးတန်း၄တောင်20အထက်ပေးပါအမြန်ပိုင်းဈေးတန်းကတော့ကျွန်တော်ခုနကပြောလို့ပဲ3930နာတီအနည်းဆုံးယူလို့ရတယ်အဲ risk ပို့ယူနိုင်တဲ့စောင့်နိုင်တဲ့ဆိုရင်တော့ 3860တွေပါ ठी ပေးပေါ့เนาะဒါ risk number united လက်ရှိဈေး4000ကျော်ကစရောင်းလို့ရတယ်ဒါမှမဟုတ်ဈေးအသက်မှာရောင်းကျင်တယ်ဆိုရင်တော့ကျွန်တော်ဒီ4020ဈေးတန်းစုံပေါ့4020ဈေးတန်းစုံမှာလည်းကျွန်တော်တို့ကမ္ဘာချွေကိုကျွန်တော်တို့ရောင်းလို့ရတာပဲ4020ဈေးတန်းစုံဝင်နာဝင်ကျင်ပေါ့เนาะအဲဝင်ကျင်မှာကျွန်တော်တို့ရောင်းလို့ရတယ်အချုံပိုင်းဈေးတန်းကိုဆိုရင်ကျွန်တော်တို့4040အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကကျွန်တော်ခုနကပြောလို့ပဲအနည်းဆုံး3930အများဆုံး3860တိကျွန်တော်ယူလို့ရပါတယ် ဟုတ်ပြီနောက်ထပ်ရောင်းတင်တဲ့ဈေးနှုန်းဆိုတော့ဒီနေ့ကျွန်တော်တို့အမြင့်ဆုံးတက်ခဲ့တယ်ပြောကျွန်တော်တို့4045ဝင်းကျင်ပေါ့ကျွန်တော်မနေ့တော့ရောင်းဖို့မှန်းတဲ့ဈေးတန်းဆိုဝင်းကျင်ပေါ့4045ဝင်းကျင်မှာကျွန်တော်တို့ကမ္ဘာရွှေကိုကျွန်တော်တို့ရောင်းလို့ရပါတယ်အချုံပိုင်းဈေးတန်း4060အထက်လောက်ပေးပါ အမြတ်ပိုင်းဈေးတန်းကျွန်တော်တို့ကိုကပေါ့နော်ရေဒီယိုလောက်ပဲယူချင်တယ်ဆိုရင်တော့ကျွန်တော်4000လောက်ပဲပေးပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ ကလာလလောက်လူကျင်နေဆိုတော့3930တွေအနည်းဆုံးအမြတ်ပိုင်းစည်တမ်း3930အများဆုံး3860အထိကျွန်တော်ယူလို့ရပါတယ်၄045အထက်ပါဖောက်တက်သွားပြီဆိုတော့နောက်ဆုံးရောင်းတင်တဲ့ဈေးတန်းဆုံးကတော့ကျွန်တော်ဘယ်လောက်လဲမြင်မယ်ဆိုရင်ကျွန်တော်4085ဈေးတန်းဆုံးပြ4085ဈေးတန်းဆုံးကတော့ကျွန်တော်တို့ဘာ85နဲ့ကျွန်တော်ဒီကြားဈေးတန်းဆုံးပေါ့နော်4083ပဲဆိုကြပါဦး4083ကြားဈေးတန်းဆုံးဖြစ်ပါတယ်ဒီဈေးတန်းဆုံးကတော့ လက်ရှိကမ္ဘာ့ကျွေးစည်းအတွက်ပေါ့နော်ဒီနေ့ကမ္ဘာ့ကျွေးစည်းအတွက်နောက်ဆုံးရောင်းတင်တဲ့ဈေးနှုန်းဆုံးဖြစ်ပါတယ်။အဲဈေးဆုံးမှာကမ္ဘာ့ကျွေးကိုကျွန်တော်ရဲရဲတက်ခဲ့မယ်ဆိုရင်ရဲရဲရောင်းလို့ရပါတယ်။အရှုံးပိုင်းဈေးတန်း4090အထက်ပေးပါ။အမြတ်ပိုင်းဈေးတန်းကိုကရေတုခပါပါပဲလိုချင်တယ်ဆိုရင်တော့4000လောက်ပဲယူပါ။အာကိုကမစ်တန်းပေါ့နော်ကလာလက်လောက်တိလိုချင်တယ်ဆိုရင်တော့အနည်းဆုံးအမြတ်ပိုင်းဈေးတန်းကို3030အများဆုံး3860တိယူလို့ရပါတယ်ခင်ဗျ။ဒါလေးရောကျွန်တော်တို့ဒီနေ့အတွက်ရောင်းမယ့်ဈေးတန်းလေးဖြစ်ပါတယ်။ ကဘာချွေစီဘဲချိန်မှာမှဈေးအသက်ဖက်ကျွန်တော်တို့ကလုံးဝပြင်ရောက်မလဲလို့မိမဲ့ဆိုရင်ဥပမာဗျာရေတိုဈေးအသက်ဘဲချိန်မှာလုံးဝအကောက်မဲ့ကြားဖို့လုံးဝမဖြစ်နိုင်ဘူးလဲလို့မိမဲ့ဆိုရင်ကျွန်တော်တို့ဒီဈေးတန်းပေါ့နော်ကျွန်တော်တို့4090ဈေးတန်း4090ဆိုရယ်ဈေးတန်းအသက်မှာကဘာချွေစီဒီနေ့တနေ့တာတွေ့မှာပေါ့နော်အချိန်တနေ့အတိုက်တာပိတ်စိကျွန်တော်တို့ market ခေါ်ရ H1 booking list နဲ့ဖောက်တက်ပြီးပိတ်သွားရင်တော့ကဘာချွေစီရေတိုဒီနေ့ဈေးပြန်ကြဖို့မဖြစ်နိုင်တော့ပါဘူး အသက်ဖက်ပဲသွားပါလိမ့်မယ်ကျွန်တော်ကတော့ဒီနေ့ကမ္ဘာ့ကျွေးစီကိုဝယ်ဖို့အတွက်ဆိုရင်အဲ့4090ဈေးနဲ့အသက်မှာအချိန်တနားရဲ့အတိုင်းတာအပိတ်ဈေးနဲ့ဖောက်တက်ပြီးပိတ်မှကျွန်တော်ဝယ်ဖို့အားပေးခြင်းပါတယ်ကျန်တဲ့ဈေးနဲ့နေ့မှာတော့ကျွန်တော်အဝယ်မစင်စားပါဘူးကျွန်တော်အယောင်းပဲစင်စားပါမယ်ဈေးတက်တိုင်းလိုက်ရောက်မယ်4090အသက်မှာအချိန်တနားရဲ့အတိုင်းတာပဲဈေးဖောက်တက်ပြီးပိတ်သွားရင်လိုက်ဝယ်မယ်4150 4160အထိအနည်းဆုံးဈေးတက်နိုင်ပါတယ် မဟုတ်ရင်တော့ဒီနေ့ကဘာချွေစီကိုကျွန်တော်ကဈေးတက်တိုင်းလိုက်ရောင်းမယ်အယောင်ဘက်ကိုပို့ပြီးတော့အားပေးတယ်ပေါ့နော်ဟုတ်ပြီအဲ့အပတ်ကမှာကျွန်တော်ဒီနေ့ကဘာချွေစီကျွန်တော်မှန်ထားတဲ့တိုင်းဈေးကြမလားစောင့်ကြည့်ရမလားတခုတ်ချရပါဘူးနော်ကျွန်တော်ဈေးကြမယ်ပြောလို့ပြအခုမနက်ကအားချဈေးကွက်ချင်းနေလေကဥရောပဈေးကွက်ချင်းဒီမှာချက်ချင်းထိုးကြသွားမယ်ဆိုလို့လားမဟုတ်ဘူးနော်ညာဘက်အမေရိကန်ဈေးကွက်ချင်းရောင်းမှကြသွားလဲဖြစ်ကောင်းဖြစ်နိုင်ပြီးတော့ကျွန်တော်မှန်ထားတာကအာ ဒီလိုမျိုးနေလကင်တော့ပုံညာပတ်အမေရိကန်ဈေးကွက်ချင်းလောက်မှာဈေးကအကြအားကောင်းပြပြီးတော့ကျွန်တော်တို့ဗျာဒီလတလတာဈေးပွင့်ခဲ့တယ်ဗျာ3860နာဈေးကြအကြပြပြီးတော့အနောင်ဝင်ချင်ပါဗျာကျွန်တော်တို့ဈေးအသက်ခပါပါနဲ့ဖြစ်စေဈေးအကြခပါပါနဲ့ဖြစ်စေတလတာဈေးပိတ်မယ်ပေါ့နော်တလတာနေတာရဈေးအသက်ခပါပါနဲ့ဖြစ်စေဈေးအကြခပါပါနဲ့ဖြစ်စေဈေးပိတ်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ဟုတ်ပြီအဲဒီနေ့ပေါ့နော်ကျွန်တော်တို့ အော်တိုဘားလာ30ရက်နေပေါ့နော်တလားတာအပိတ်စေးတနည်းအားဖြင့်ကျွန်တော်ဒီအော်တိုဘားလာနောက်ဆုံးအပတ်တပတ်တာအပိတ်စေးခါဘယ်အပေါ်ပိတ်ရင်စေးအသက်အားပြန်ကောင်းမလဲဘယ်အောက်ပိတ်ရင်စေးကြကောင်းမလဲဆိုတာကိုကျွန်တော်ကြည့်လိုက်အောင်ကျွန်တော်အရင်ဆုံးကျွန်တော်ဒီမြင်းလေးတွေကိုကျွန်တော်အရင်ဆုံးဖြတ်လိုက်အောင်ပေါ့နော်ညနေကြည့်ရတာရှုပ်ကျွန်တော်တို့ကအဲဒီလိုကပ္ပရွှေစေးအသက်ကြောက်သုံးသပ်တစ်ခါမှာရှင်းလင်းကောင်းနေပါတယ်ကိုယ့်ရဲ့ အဲကြည်ရတဲ့ပုံစံရှင်းလင်းကောင်းလေးပေါ့ကြည်ရတာရှုပ်ချက်ခန့်နေမြင်းကြောင်းတွေပိုင်းနဲ့ရှုပ်ချက်ခန့်နေကြကျွန်တော်တို့ကအဆင်မပြေဘူးကျွန်တော်တို့ဈေးအသက်ကြောက်ကျွန်တော်တို့ဟိုကောင်းကောင်းမြင်အောင်အဆင်မပြေဘူးပေါ့နော်ဟုတ်ပြီအဲ့ပထကကျွန်တော်တို့ဒီမှာကျွန်တော်နည်းနည်းလေးချက်ကြည့်လိုက်ဒီလတလတာအပိတ်စေးတာကျွန်တော်တို့ဒါဖြစ်နိုင်ကြတော့မရှိဘူးလို့တော့ပြောလို့ရောမရဘူးပေါ့နော်ကျွန်တော်တို့3800 20အောက်အစိုး3820ပဲဆိုကြပါစို့ကျွန်တော်16 20ဟုတ်ပြီ3820အောက်မှာဈေးပိတ်ခဲ့တယ်ဆိုရင်နောက်လမှာနိုဝင်ဘာလမှာဈေးအကျမျောလို့ရပါတယ်ဈေးအကျမလို့ရပါဈေးအကျအားကောင်းကောင်းမျောလို့ရမဟုတ်ဘဲနဲ့ကျွန်တော်ဒီလပေါ့နော်ကျွန်တော်တို့တလတာအပိတ်ဈေးတာကျွန်တော်တို့ဘယ်ပေါ်ပိတ်ခဲ့ရင်လဲမယ်ဆိုကျွန်တော်4000အထက်မှာပိတ်ခဲ့တယ်ဆိုရင်ဒီ4000အထက်မှာပိတ်ခဲ့တယ်ဆိုရင် နောက်လမှာဈေးအတက်အားပြန်ကောင်းလိမ့်မယ်စံချိန်တင်ဈေးဆက်တက်ပေါ့နောက်နှစ်လအတွင်းပေါ့နော်မင်းရနိုင်တယ်မဟုတ်ဘဲနဲ့ဈာလေးမှာပိတ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ကဖြစ်လာတဲ့ဈေးကွက်ချင်းတွေကိုလိုက်ပြီးတော့ပေါ့နော်ကျွန်တော်တို့လိုက်ပြီးတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဖြစ်လာတဲ့ဈေးကွက်ချင်းတွေပေါ်မူတည်ပြီးတော့တက်မလားကြမလားကျွန်တော်တို့ကစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့တလတာအပိစေး၄00အထက်ပိတ်ရင်နောက်လတွေမှာနောက်လရေဆိုတော့ကျွန်တော်နောက်လချက်ချင်းတက်မပြောရမှာပေါ့နော်နောက်2025ခုနှစ်တွေကျန်တဲ့နှစ်လမှာ ကျွန်တော်တို့စံချိန်တင်စံစည်းအသက်စံချိန်တက်တင်တာမျိုးကျွန်တော်မြင်ရနိုင်တယ်။မဟုတ်ဘဲနဲ့ဒီလာတလတာပိတ်စေးရကျွန်တော်တို့3820အောက်မှာကျွန်တော်တို့ဈေးပိတ်သွားတယ်ဆိုရင်ကျွန်တော်တို့နောက်လ17လပိုင်းမှာဈေးအကျအားကောင်းသွားတာမျိုးနီးပညာပိုင်းအမြင်နိုင်တယ်။ဈားထဲမှာပိတ်သွားရင်တော့ဗျာကျွန်တော်တို့အာနောက်လာတဲ့မှာကျွန်တော်ထွက်လာတဲ့သတင်းတွေတရချင်းလိုက်ဈေးကွက်အခြေအနေတွေကိုလိုက်ပြီးတော့ကမ္ဘာ့ရွှေဈေးကွက်ရဲ့အခြေအနေကပြောင်းလဲမှုရှိနိုင်ပါခင်ဗျ။ โอเคဒါလေးကကျွန်တော်ဤပညာပိုင်းရာသုံးသက်ချက်လေးဖြစ်ပါတယ်ကျွန်တော်ကဒီနေ့မှာပေါ့တလားတာဈေးပေးမယ်ဒီနေ့မှာအကြအားကောင်းမယ်လို့ကျွန်တော်ကျွန်တော်ရအမြင်ရသုံးသက်ထားပါတယ်ကျွန်တော်နဲ့အမြင်သူအကြိုက်သူမှသာလိုက်ပြီးတော့အရောက်ဝင်လို့ပါခင်ဗျပြီးရင်ကျွန်တော် သတင်းပိုင်းသွားကြည့်လိုက်သတင်းပိုင်းကဒီညကပုံလိမ်ပြောမယ်ဆိုအမေရိကန်သတင်းနေရာလေးကျွန်တော်ရွှေ့နေရများတယ်ပါအမေရိကန်ကဘာမှရှက်တောင်းဖြစ်နေရဖြစ်တဲ့ခါမှာတချို့သတင်းတွေဆိုမထွက်ဘူးဗျအခုဒီမှာအာသတင်းထွက်မယ်လို့ပြတယ်ပြီးတော့ထွက်လာလို့မိမယ်ဆိုမထွက်ဘူး ဲ့ဒါဘက်ကမှကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့ကိုအာဒီမှာဆိုရင်ကျွန်တော်တို့အာဗမာစံတော်ကြီးပေါ့နော်ကျွန်တော်တောက်ကြနေညကျွန်တော်တို့အာ၈နာရီကျွန်တော်တို့15မိနစ်မှာကျွန်တော်ချီကာဂို PM data ထွက်ပို့ရှိတယ်ဒေတာကတော့ပြီးခဲ့လကတော့40.7ပေါ့နော်ဒီလမှာ42.3ဆိုတော့များလာမယ်မှန်းထားတယ်ဒိုင်မန်ဒီဒေတာကဒီညမှာထွက်ချင်မှလည်းထွက်မှာအဲအကြောင်းကျွန်တော်တအားယူစားလို့တော့မရအောင် အဒီဒေတာထွက်လဲကျွန်တော်ထင်ပါတယ်ကဘာချွေစေးပေါ့အရန်ကြီး effect ရှိနိုင်မယ်လို့တော့ကျွန်တော်မထင်ဘူးတစ်ဖက်ကကျွန်တော်ဒေါ်လာအင်းတက်ကိုကြည့်မှဆိုရင်လည်းဒေါ်လာအင်းတက်ကကျွန်တော်တို့ဗျာအရောင်ကြည့်မှဆိုရင်တော့နီးနေတာကိုကြားနေဒါပေမဲ့ကျွန်တော်ကျွန်တော်ကကိန်းကနန်းကိုကြည့်ဗျာမနေ့က68ဗျာကျွန်တော်တို့68မှာကျွန်တော်မနေ့ကမနက်ခင်းပိုင်းမှာဆိုရင်ဒေါ်လာအင်းတက်က68ရှိတာအခု69အထက်ရောက်နေပြောင်းမြောက်ဒီညမှာတရားအထက်ကြောချင်းကြော်သွားနိုင်တာပဲလက်ရှိမှာဒေါ်လာအင်းတက်ကကျွန်တော်တို့ကရေးတိုးအသက်ပြနေတယ်လို့ပြောလို့ရတယ်ဗျာ တို့လာအင်းတဲ့ရေတို့အတက်ပြခြင်းရတဖက်ကကဘာခွေစေးကိုနော်ထင်းတလောက်တက်ဖို့အတွက်ကျွန်တော်တို့ကအဟန်သားဖြစ်စေတယ်ထင်းတလောက်တက်ဖို့ဆိုတော့ဘာမှကဘာခွေစေးတချို့လူတွေကျွန်တော်ပြန်မှန်းနေကြ၄တောင်၁၀၀၄တောင်၂၀၀လေးဒီကျွန်တော်ပြန်မှန်းနေကြဒါနဲ့ဒီဘက်ကတို့လာအင်းတဲ့ကြီးပြန်တက်နေခြင်းဟာကဘာခွေစေးပြန်တက်ဖို့အတွက်အဟန်သားဖြစ်စေကဘာခွေစေးပြန်တက်ဖို့အတွက်ဆိုရင်တို့လာအင်းတဲ့ကကော်ပြ68နာလောက်ပြန်ကြမှာရလိမ့် လက်ရှိအနေအထားနဲ့ဆိုရင်တော့သတင်းပိုင်းရကဘာရွှေစီတက်ဖို့မလွယ်ကူသေးပါဘူးတက်တယ်ဆိုရင်တော့မှဆွဲတင်တဲ့အသက်တာဖြစ်ပါလိမ့်မယ်ပြီးရင်ပြန်ပြုတ်ကြပါလိမ့်မယ်ပြီးတော့မနေ့ကဆိုရင်လည်းကျွန်တော်အမေကတမဒေါ်လာထွန်းနဲ့တရုတ်တမနာရှီချင်းပီလုံကျွန်တော်တို့တောက်ကိုရီးယားမှာတွေ့တဲ့သူတို့ကိစ္စရဲ့အဆင်ပြေသွားတယ်အဲတရင်သူတို့ဆွေးနွေးပွဲရလာရလကတော့အရင်ကျင်းနေစရာမကောင်းပေမဲ့မဆိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်မဆိုးဘူးဆိုတဲ့အနေအထားကကျွန်တော်တို့ဒါကဘာရွှေကိုပွင့်လင်းပြောမှဆိုရင်အကြပဲဦးတည်သွားစေနိုင်ဒါပေမဲ့မနေ့ကကဘာရွှေသင်္ဆေလောက်ကြခြင်းမရှိဘူး ဘာလို့လဲမဲ့ဆိုတချို့တွေပြောနေကြတာပေါ့နော်ကျွန်တော်တို့ Trump ကအာကျွန်တော်တို့အမေရိကန်ကို nuclear စမ်းသပ်မှုထပ်လုပ်ဖို့နော်ကျွန်တော်နှစ်ပေါင်း40လောက်အတွင်းမှာပထမဆုံးအနေနဲ့ nuclear စမ်းသပ်မှုလုပ်ဖို့ဆိုပြီးတော့အမိန်ပေးတယ်ဆိုတဲ့တင်ထွက်လာလို့ဆိုပြီးပြောကြတယ်ပေါ့နော်အဲ့ဒီရတကယ်တော့ကျွန်တော် trend နဲ့ရှိမတွေ့ခင်ပါ trend နဲ့ရှိကကျွန်တော်မနေ့ကဗမာစံတော်ချင်းမနက်၈နာရီခွဲမှာတွေ့တာအဲ့မထွက်တဲ့အဲ့မတွေ့ခင်၂နာရီလောက်လို့ပြကျွန်တော်ဗမာစံတော်ချင်း၆နာရီလောက်ခွဲတဲ့အဲ့တရင်ထွက်နေတာဖြစ်ပါတယ်အဲ့တရင်ကကျွန်တော်တို့ကဘာချွေစည်းကပေါ့ကောင်းကောင်း effect ဖြစ်တဲ့ဆိုရင်ကျွန်တော်မနေ့တုန်းကကဘာချွေစည်းကို 4100အထက်ဒီပါလေးကျွန်တော်အ ਨੇ စုံမြင်ပြရပြီဖြစ်ပါတယ်။ဘာလို့လဲမေးဆိုကမ္ဘာ့ချွေဈေးပြကျွန်တော်ဈေးတောက်လျှောက်တက်သွားဆိုဗျာ။တရင်တခုထွက်လာပြီဆိုတာနဲ့ကမ္ဘာ့ချွေဈေးကကျွန်တော် point 100လောက်ပြည့်ပြည့်တက်တယ်။မနေ့ကအဲ့ trunk ကနျူကလ িয়ার ဆန်းခန်းတဲ့တရင်က effect ဖြစ်တယ်ဆိုရင်ဗျာကျွန်တော်တို့ကအ ਨੇ စုံ4100မဟုတ်ရင်တော့ဗျာ4080ဒီ4090ဒီကျွန်တော်မနေ့ကမြင်ခဲ့ရပြီပြီ။ဒါမဲ့ခုချိန်ကြီးဗျာဒီမနက်ဒီ4080 90ဆိုတာကျွန်တော်မမြင်ရသေးဘူး။အဲ့ဒါကြောင့်ကျွန်တော်မြင်ရပြောမှာဆိုရင်အဲ့ဒီတရင်က ထွက်ရကိုကြီးသွင်းတဲ့တရင်မျိုးလည်းဖြစ်နိုင်တယ်ပြီးတော့ဈေးကွက်ထဲကလူတွေကလည်းအဲ့ဟာလူတွေကချင်းတွေပေါ့စမ်းမယ်လို့မယုံကြည်တဲ့ကြားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဘက်ကအဲ့တရင်ရဲ့အနေအထားကိုတော့ကျွန်တော်ခဏမိထားလို့ရတယ်တကယ်စမ်းမှလာစမ်းတယ်ပေါ့နော်လက်ရှိမှာတော့ကျွန်တော်တို့ကဒီတရင်ကအဖက်ကြီးအရင်မရှိနိုင်ပါဘူးလက်ရှိကဘာချွေစီအနေအထားကိုကျွန်တော်တရင်ပိုင်းရသုံးသက်ရမယ်ဆိုရင်တော့ကဘာချွေစီကအကြတော့ရှိနေပါဦးမယ် ျွန်တော်တက်ဖို့အတွက်ဆိုရင်ကျွန်တော်နောက်လလလေလောက်မှာဖြစ်မလားပေါ့ကျွန်တော်အမြင်ရပါတော့သတင်းပိုင်းရကြည့်မယ်ဆိုရင်နောက်လလလေဗျာကျွန်တော်နောက်လမှာကြကယ်လို့ကျွန်တော်ကဘာမဲ့ရှင်းတောင်းနေပါလိပြည်သွားလို့အဲ့မှာကျွန်တော်တို့ဗျာအမေရိကန်နိုင်ငံရဲ့အရေးကြီးအလုတ်ကိုင်းသတင်းတွေပါလိပေါ့နော်နန်ဖန်ပီလူတို့ဘာကိုထွက်ပြီးမှသာဈေးပြန်တက်မလားလို့ကျွန်တော်အစည်းအတက်အားကောင်းကောင်းနဲ့ပြန်တက်မလားလို့ကျွန်တော်တော့သုံးသပ်မိတယ်ခင်ဗျဒါတော့ကျွန်တော်အမြင်ပါပေါ့မှာကောင်းလဲမှာနိုင်တယ်အဲ့အကြောင်းမို့ကျွန်တော်ဒီနေ့တလတာဈေးပိတ်မဲ့ကဘာရွှေဈေး အာဒီနေ့မှာပေါ့နော်ဒီနေ့မှာဆိုရင်လည်းကျွန်တော်ကအထူးတော်သတိထားကြပါအာမထင်မှတ်တာလေ breaking news တွေထွက်လာနိုင်တယ်အဲကြောင့်ကျွန်တော်ကဘာချွေကိုအယောင်းဝယ်လုပ်ပြီးဆိုရင်လည်းကိုက risk you နိုင်မဲ့အယောင်းဝယ်ပမာဏနဲ့ပဲအယောင်းဝယ်လုပ်ဖို့ risk management လေးတခြားလုပ်ဖို့ကိုကျွန်တော်အရင်ရက်တည်းအဗီဒီယိုထဲမှာတိုက်တွန်းထားတဲ့အတိုင်းပဲကျွန်တော်ဒီနေ့မှာလည်းထပ်ပြီးတော့တိုက်တွန်းလိုက်ပါတယ် risk management ကကျွန်တော်တို့ကဘာချွေအယောင်းဝယ်လုပ်တဲ့အခါမှာအရန်အရေးကြီးတဲ့ main point ဖြစ်ပါတယ် risk management မလုပ်ဘဲနဲ့ကျွန်တော်တို့ကဘာချွေဒီကို ရေရှည် ပုံမှန်အကျိုးမြတ်ရအောင်အရောင်းဝယ်လုပ်ဖို့ကတော့တိတ်မလွယ်ဘူးခင်ဗျ။အဲကြောင့်အဲ့ရလေးကိုကျွန်တော်တတိထားစေချင်ပါတယ်။ဒါလေးကကျွန်တော်ရဲ့ဒီနေ့တလတာစေပေးမယ်နေ့တရက်တာကမ္ဘာရွှေစေးကွက်သုံးသက်ချက်ဗီဒီယိုဖြစ်ပါတယ်။အခုလို့သုံးသက်ချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော် YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account ကျွန်တော်ရဲ့ Facebook account တွေကို subscribe see fat and follow လေးလုပ်ပေးထားကြပါခင်ဗျ။ပြီးတော့ကျွန်တော်စီမှာဒီကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ပေါ့နော်ကျွန်တော်တို့ online အချစ်တိတန်အခြေခံတန်းတွေတက်ရောက်လို့ရပါတယ်။အဲအားနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ ဗိုက်ပါကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube Channel နဲ့ကျွန်တော်ရဲ့ TikTok Account တွေကနေဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်ခင်ဗျကဘာချွတ်ထရိတ်တာအလုံးပဲဒီနေ့အော်တိုဘလာ30တရက်နေ့တောက်ကြနေ့တလတာဈေးပိမဲ့တရက်တရက်တာအတွက်ကဘာချွတ်စီတက်ကြအိုးကျွန်တော်တို့အထူးတတိထားအယောင်းဝယ်လုပ်ပြီးရောဒီအော်တိုဘလာတလတာကိုအကျိုးမြတ်များများနဲ့ပိတ်သိမ်းနိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျ